တော့အခုဆက်ကျင်တာက additional rule ဖြစ်ပါတယ် additional rule ကဆိုလို့ရှိရင် probability theory မှာအခြေခံကြပြီးတော့မှတည်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းပဲကျွန်တော်တို့က mutually exclusive event နေမှာ additional rule နဲ့ not mutually exclusive event နေမှာ additional rule ကနည်းနည်းလေး꿰ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပထမဆုံး mutually exclusive events ရပါလေဒါလေးကိုရင်စရှင်းကြပါတယ် literally exclusive events ဆိုတာဘာလဲဆိုတော့ event နှစ်ခုတည်းအချိန်ထဲမှာတပြိုင်နက်တည်းဖြစ်ပေါ်နိုင်စွမ်းမရှိဘူးဆိုလို့ရှိရင်ဒီလို event မျိုးကို mutually exclusive event လို့ခေါ်ပါတယ်။ဆိုလိုတာကဥပမာအနေနဲ့ကျွန်တော်တို့ပြောကြမယ်ဆိုလို့ရှိရင်ဒင်္ဂပြတပြားကိုညောင်းလိုက်မယ်။ခေါင်းကြတင်ကြမယ်။ဘန်ကြတင်ကြမယ်။50 50ပဲ။ဒင်္ဂရပြားကိုညောင်းလိုက်လို့ရှိရင်ခေါင်းကိုပန်းဟော အပြိုင်နဲ့တည်းကြားစရာအကြောင်းမရှိဘူးအဲ့ဒီခေါင်းကိုပန်းရောတပြိုင်နဲ့တည်းကြားမယ်အခွင့်လန်းသည်ဇီရိုသာလျှင်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့က probability theory ရပြောမယ်ဆိုလို့ရှိရင် probability of a intersection b is equal 0 a ဆိုတဲ့ event နဲ့ b ဆိုတဲ့ event နဲ့အပြိုင်နဲ့တည်းဖြစ်မဲ့ဖြစ်နိုင်ကြလုံးဝမရှိဘူး0ဖြစ်ပါတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဥပမာလေး ပြီးခဲ့တာကဒင်္ဂါရပြာမြောက်လို့ရှိရင်အဲ့ဒီကျလာမဲ့ဒင်္ဂါပြာဒီခေါင်းနဲ့ပန်းနဲ့တပြိုင်နဲ့ကျလျာအကြောင်းမရှိဘူးဒီလို event မျိုးဆိုလို့ရှိရင်ကျွန်တော်တို့က mutually exclusive event ဆိုပြီးတော့မှနားလည်ရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကရှင်းသွားအောင်နောက်ထပ်ဥပမာလေးတစ်ခုပေးပြီးထပ်ရှင်းကြည့်ပါတယ်ဥပမာထားပါတော့ကျွန်တော်တို့ကအလားတုံးကိုလှိမ့်လိုက်မယ်အလားတုံးမှာမျက်နှာ6ခုပါတယ်အဲ့ဒီအတွက် event A ဒီ ပြုံးချမယ် probability ဒါကြောင့်မလို့ probability of a is equal 1 by 6ဒီလိုပဲ even b d 5ချမယ်ဝင်လန်အဲ့ဒီအတွက် probability of b is equal 1 by 6ဒါရှင်းပါတယ်အဲ့ဒါတော့မြောက်လိုက်လို့ရှိရင်မျက်နှာ6ပဲရှိတဲ့အတွက်1 2 3 4 5 6အားလုံးရဲ့ probability က1 by 6 1 by 6ရှိတယ် even a ရဲ့ probability က1 by 6 even b ရဲ့ probability က1 by 6 ကျွန်တော်တို့အန်စာတုံးကိုလှိမ့်လိုက်လို့ရှိရင်အဲ့ဒီလှိမ့်လိုက်တဲ့အန်စာတုံးတစ်တုံးက2.5ရောဒပြိုင်နဲ့ဖြစ်ဖို့ဆိုတာဘလို့မှဖြစ်နိုင်ဘူး2ဖြစ်ချင်းဖြစ်မဖြစ်ချင်း5ဖြစ်အဲ့ဒီလိုအနေထားမျိုးပေါ့အန်စာတတုံးကိုလှိမ့်လိုက်လို့2လို့မဟုတ်5ဖြစ်နိုင်ခြေကိုသိချင်လို့ရှိရင်ကျွန်တော်တို့က additional rule ကိုသုံးလို့ရတယ်။ဘာကြောင့်ဒပြိုင်နဲ့တည်းမဖြစ်နိုင်လဲဆိုတော့ ဒီ event ကိုပါဆိုလို့ရှိရင် mutually exclusive ဖြစ်နေလို့အဲ့ဒါကိုကျွန်တော်တို့က probability theory ရပြောမယ်ဆိုလို့ရှိရင် probability of a union b is equal probability of a plus probability of b အဲ့တော့ event a နဲ့ event b ပေါင်းစည်းထားတဲ့ဖြစ်နိုင်ခြေကိုရခြင်းနဲ့ဆိုရင် event a ရဲ့ probability နဲ့ event b ရဲ့ probability ကိုပေါင်းလိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ probability of k union b ရမှာဖြစ်ပါတယ်။အဲအပေါ်က event အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ probability of a union b t 1/3ဖြစ်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့က answer တစ်တုံးကိုလိမ့်လိုက်လို့နှစ်ချခြင်းကြဒါမှမဟုတ်လို့ရှိရင်၅ချနှစ်သို့မဟုတ်၅ချမဖြစ်နိုင်ခြေသည့်33.33%ဖြစ်ပါတယ်။